ားလုံးပဲမင်္ဂလာပါရှင်။ရွှေသိန်း Ori Book Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီ channel မှာက1982ခုကစတင်ထုတ်ခဲ့ပြီးပေဖူလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ယသဝိထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။ဒီအစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရရှင်။ကျမတို့ရဲ့ရွှေသိန်း Ori Book Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝိထုကဆီယမလွန်ထထရေးသားထားပြီး အမှတ်131ဇန်နဝါရီလ1997ပြည်ဖူးလမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့တစ္ဆာလောင်ရေးဆိုတဲ့ဝတ္ထုကို ဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ခံစားပေးကြပါအောင်ရှင်။သစ္စာလောင်းရဲ့ စူးပြန့်ထုံဤသောယနံတခုသူမမျက်လုံးများစအပွင့်မှာဒီယနံကိုစတင်ရရှိသည်ဒီယနံကြောင့်သူမအိမ်ယာမလို့ထားစေခဲ့တာလားတစုံတခုသောအာယုံဤတွန်းတိုက်စေစော်မှုကြောင့်အိမ်ယာမလန်အလို့မှာဒီယနံကိုစရခဲ့တာလားတော့မသိကြတေကြတာကတော့ဒီယနံကိုရှိုက်မိစင်မှာသူမအကြီးအကျယ်တုံ့လောက်သွားရလျက်အိတ်ချင်မပြေသေးသောမောမောမောအာယုံများ ရုတ်တရက်လွင်ပါပြောက်ခဲသွားတော့တယ်။ဘယ်ကလာတဲ့ရနဲ့မလေး။အိုးဖះရရဲ့ဒီရနဲ့ဟာသူမအခန်းထဲမှာပြန့်နှံ့စွာမှုေးထုံရင်လည်းရပါလား။သူမကောင်းတစ်ခုလုံးကိုညက်တစ်ခုနဲ့ညက်ချပြစ်လိုက်သလိုပြပြချက်ခဲသွား၏။ဖះရဖះရမောင်မောင်ရောက်လာတာများလား။သူမတစ်ခုလုံးဝင်းကြီးများထောင်ထသွားပြီးသပင်ဖျားများရှင်းကနေထောင်သွားသည်။ ။"အိုးမဖြစ်နိုင်သေးပါဘူး။မောင်မဲပိတ်မိုက်တော့ညအချိန်မှာအခန်းတကားတွေအလုံးပိတ်ထားပါလျက်မောင်ဘလို့လို့ရောက်လာနိုင်မှာတဲ့လေ။ဟဲ့အင်း"သူမမိနေတာတခုရှိသည်ဝိညာဉ်တခုဟာဘလို့အတားဆီးကိုမစိုးကြော်လာသွားနိုင်လဲဆိုတာလေဒီလိုဆိုမောင်ဝိညာဉ်ဟာဖုတ်ထက်ထက်နဲ့မကြည်လင်သောမှန်မှုံမှုံထူထူကြားကိုဖြတ်ခွဲ၍ဖြစ်စေဒါမှမဟုတ် ပဒင်းပေါက်ပေါင်းတစ်သားမြင့်များကိုထွင်ပေါက်၍ဖြစ်စေ။သူမအခင်းလဲရောက်မလာနိုင်ဘူးလို့ဘသူမြင်နိုင်မလဲ။ဖရားရေဒီလိုဆိုအခင်းသောနေရာမှာပြုံးပြေဆုရှသောမျိုးကုန်းတစ်စုံဖြင့်သူမကိုစောင့်ကြည့်နေမြင့်မောင်ရှိနေနိုင်လေလား။ပန်ရနံကပုံမအားကောင်းစွာဆူဆူရှရှပြင်းပြင်းတက်လာသည်။ကန်းခေါ်ရနံ။ ူမဆူဆူဝါဝါအော်ဟစ်ပြစ်လိုက်ခြင်းတော့လေနှက်ခမ်းတွေကိုလှုံရှားဖွင့်ဟဖို့တောင်အင်အားမရှိတော့ရှိသမျှအားရင်အလုံးစုံသည်အာယုံတစ်ခုထဲမှာသွား၍စူစီးကတ်တွင်နေပြီအဲ့ဒီအာယုံကကြောက်လန့်တုန်လှုပ်ခြင်းပေါ့သူမတကူလုံးအေးဆက်တောင်းတင်းလာလျက်ချွေစီများကြီးကြလာသည်ဝှေ့ရပေါ်မှပါးလျက်တွေ့လျရသောသူမ၏ကိုခန္ဓာကိုအလုံးတရာတေးသွေးသွားအောင်ပြောက်ွယ်သွားနိုင်လေရင်တော့ ပူကောင်းမှာပဲစုကြုံထားလိုက်တယ်ဟောဝိညာဉ်တစ်ခုကြီးရင်မောတန်လားသူမဟုတ်ငိုကြွေးတန်လားမသေးကြသေးသောအတန်တစ်ခုတရှဲရှဲမြည်လာပြန်သည်ကန်းကောင်ရနံကကိုမိုးစုပြင်းစွာမောင်သူမအနာတို့များချင်းကပ်လာပြီလားသူမတကူလုံးထိမရတော့အောင်တုံခါလာသည်အာကူရကြီးနှင့်အိညာကင်းစာကို စုဆွဲစုပိုင်ထားမိတော့လေလက်ချောင်းများတဆက်ဆက်တုံရင်လေးရဲ့ပြုတ်ခွေနေပြီသူမလဲချောင်းတွေအစမတန်အကွဲချောက်တွေ့လာတယ်ဘာအတန်းမျှထွက်ရမရပြဝေမှုပိုက်သောမျက်လုံးများကိုတအားမှိတ်ထားမိ၏ပိတ်ထားသောတကားတွင်မှမောင်းမျက်နှာတိတိလေးကတနာစပွဲကောင်းလာအောင်ဖြူယော်လျက်သူမကိုဖြုတ်မိန်စွာပြုံးပြနေခဲ့သည်အဲ့ဒီတော့ကအပြုံနဲ့ အခုပြုံးနဲ့ဘယ်သူနိုင်မှာတော့မလဲနော်အဲ့ဒီတုန်းကဖြူစင်အေးချမ်းသောပေါ့ပြုံးလေးကိုသူ့မှာအင်မတန်ရှင်မမမောခဲ့တာအခုဆိုရင်တော့ရှင်လျားနေရဲသောတော်ကြီးများဟဲ့အင်းမတွေးနဲ့မတွေးပြီစင်နဲ့သူ့မှာကိုလေးကိုထပ်မံကြုံခွေးပြင်လိုက်ပြန်တယ်သူ့မှာဖြစ်ပြက်နေပုံကိုအမောင်းထဲမှညီချင်းဆူရှာသောညွန်ဝန်းကြီးများဖြင့်ကြည်နေမိလား။အိုး ရင်မောင်းမြုံဝန်းလေးတွေတိတ်လှတာမြက်တောင်နက်နက်ကော့ကော့လေးတွေစီစီနေသောမြုံနက်နက်တွေထဲမှာသူ့မကိုမျက်နှိုးချစ်ခင်သောကျင်နာယူရလိုသောအရေးများသာဖွမ်းချုံရစ်တိုင်းထားခဲ့တာအခုတော့အင်မတန်ကြီးမားကြောက်ခွဲကောင်းသောပစက်ကြီးများဖြင့်သူ့မ၏အမည်ကိုအော်ဟစ်နေမိလားတွားပါတော့တွားစမ်းပါတော့မောင်ရင်အရင်ကသိတ်ချစ်တာပဲမှီလေးရဲ့ ပြောခဲ့တဲ့မောင်လေးဘဝချားသွားခဲ့ပြီပဲမိစီမလာပါနဲ့တော့မောင်ရင်မိကိုမချောက်ပါနဲ့ကန်းကောင်ရနတ်တွေကပုံမှုစုပြင်းလျက်ဟုတ်ရဲ့လားသူမတို့ခြံရင်းမှာလဲကန်းကောင်ပဲမရှိပါပဲလေဘာကြောင့်ဒီလောက်ကန်းကောင်ရနတ်တွေစူးစူးရှာရှာပွေးကြိုက်နေတာလဲမောင်ဝင်းညင်နဲ့အတူပါလာတဲ့ရနတ်တွေလားဟဲ့အင်းမောင်တိဆုံးခဲ့တာတစ်နှစ်ကျော်ကြာခဲ့ပြီပဲခုလောက်ထိမောင်ဝင်းညင်ဟာ လွင်မျိုးနေကြအကြောင်းမရှိတော့ပါဘူးတဏီယာယာမှာခိုးထွေသင့်ပြီပဲနောက်ပြီးဒီလောက်ကျင်နာနူးညံ့တတ်သောမောင်ရဲ့ဖြူစင်အေးမြတဲ့ဝိညာဉ်ဟာတည်ဆုံးပြီးတဲ့နောက်မှာကောင်းငင်မုန်တစ်ခုစီရောက်မသွားနိုင်ဘူးလားမဟုတ်နိုင်တော့ပါဘူးထင်ပါရဲ့အခုသူ့မအခန်းထဲမှာဆူဆူပြန့်ပြန့်ထုံမွေးနေသောခန်းကိုရင်းနှံ့တွေထဲမှာမောင်ဝိညာဉ်များရှိနေမလား ပေါင်းသေးဆုံးခဲ့ရတာကလည်းဒီကန်းကော်တွေကြောင့်ပဲမဟုတ်လားသူ့မကြောင့်လည်းဖြစ်နိုင်သည်ပဲမောင်ဝင်းရင်ပြတ်ကွယ်သွားခဲ့တာကန်းကော်ပွင့်တွေကျေးပြန့်နေတဲ့မျက်ခင်းပြင်တစ်ဝိုက်မှာမောင်တို့ခြံထဲမှာလေအဲ့ဒီတုန်းကသူ့မကိုမပေးပြစ်ခဲ့တဲ့ကန်းကော်ပွင့်တွေကိုအခုမောင်လာပေးတာမဖြစ်နိုင်ဘူးလားအိုးသူ့ရဲ့နေရောင်တွေပြန့်အိုင်နေတော့မောင်ဝင်းရင်တခုဟာဝစ်ဆန်ဝါနုနုကလေးများနဲ့ ဖြူပွေးလျွာနေသောကမ်းပေါ်ပန်းများနဲ့သူမအခန်းထဲရောက်နေခဲ့ဒီမှာတေချာသလောက်ရှိနေပြီ။အော်ခொနဲ့ကတရှဲရဲမြည်တဲ့ဟာဝိညာဉ်ရဲ့ရေမိုးတံမဟုတ်ဘူးဝေ။လေတိုးတံပါလား။ဟင်။မီးလို့អော်လိုက်တယ်လို့အတန်ခတ်တဲ့တဲ့ကြားလိုက်ရတယ်လို့ပဲ။ဟဲ့ဟဲ့။သူမဖျားစာတွေဟူတစဒီတစစူစီးပြီးအပြင်းထန်စရွတ်တော့တယ်။ မောင်းဝင်ရင်အခန်းထဲရောက်နေတာသိကြပြီ။ခန်းကုန်ရနဲ့များစူပြန့်လျက်အခုအချိန်မှာသူမအပြင်းထန်တောင်းတနေတာကတော့မီးရောက်ပါပဲ။မိသားရှိနေခဲ့ရင်တော့ဘဲဝင်းညင်မှဝင်လာနိုင်တော့မည်မထင်ဘူး။အိမ်သားတွေတဲကတက်ရောက်လို့ထလာခဲ့ရင်ဘလောက်တောင်းလိုက်မလဲ။ဟိုဘက်ခန်းမှာအိတ်နေတဲ့မိမိနိုးလာရင်မီးတော့ဖွဲ့မှာပဲ။သူမအခန်းမီးကအခန်းတကားဝမှာဆိုတော့ ူမကရင်ကလည်းအခန်းဝါသို့ဘလို့မှမထွက်ရဲပါလမ်းတဝက်မှာဘူးညင်ကြီးကဖန်စီဆွဲယူလိုက်ရင်အမလီသူမပြင်းပြင်းပြပြငိုကျင်လာ၏ဟောမိရေလို့အွန်လိုက်တန်တဲ့တဲ့ဟဲ့အင်းမဟုတ်သေးပါဘူးအဝေးကပြန့်လွင့်လာတဲ့နာရီတန်ချောင်းနှစ်ချက်ခောက်တန်ကလေးတွေပါသူမအနေငယ်ဖြည့်စရာရှာတွေ့သွားတယ်နှစ်နာရီထိုးပြီပဲ မနေ့9နာရီဆိုမမေနိုးနေကြနောက်ထပ်3နာရီလောက်ကိုသူမဒီလိုပဲတကူလုံးကြုံနဲ့ရဲ့မောင်သူမခြင်အောင်အနာရောက်မလာအောင်ဖះစာများရွတ်လျက်မျက်လုံးများကိုအစွမ်းကုန်ပြူးကျဲဖြန့်ကျက်လျက်အမောင်ထဲမှာမောင်ဝိဉ္ဇဉ်ကိုတွေ့လို့တွေ့냐တိတ်တဆိတ်ရှာဖွေလျက်စူးရှသောကန်းကုန်ရနက်များကိုတစ်ချက်တစ်ချက်အသက်အကြာကြီးအောင်ပြီးလွင်ပါစေလျက်နဲ့ ဖုံးဆုံးရမည်။ဟောဟိုအခန်းနောက်မှာအရက်ပုပ်ပုပ်ပြက်ပြက်ဝိုင်းဝိုင်းတစ်ခုပါလား။အပေါင်ထဲတွင်သူမအခန်းထဲမှာလွတ်ရနေသောရှိနေကြပစ္စည်းများအပြင်အဲ့ဒီအရေးတစ်ခုပို့နေသည်။ငုတ်တုတ်ထိုင်ကသူမဘက်သို့စောင့်ကြည့်နေသလိုမျိုး။ဟိုအဲ့ဒီကနေကန်းကုန်ရနံ့တွေမှုေ့ပြန့်နေတာ။ကန်းကုန်ရနံ့တွေအဲ့ဒီကနေလာနေတာပါလား။ သူမကောင်းရင်ခက်လန်းလန်းမှစာကြည့်စပွဲပေါ်မှာအဲ့ဒီအရေးမဲတစ်ခုရှိနေသည်ဖယားဖယားဝိညာဉ်တွေဟာဒီလိုပုံသဏ္ဍာန်ရှိတတ်သလားယင်ခက်ပူပူပြက်ပြက်ကြည့်လေဘာမှအတုံပွေးမပါတဲ့ပုံသဏ္ဍာန်လုံးလုံးဝဝကြီးမောင်မသေးခင်တုန်းကတော့အရက်ရှည်ကြီးပါခန်းတော်ပင်ပေါ်ကနေလွင့်စင်ကြဆင်းလာတဲ့အထီတော့မောင်အရက်ကရှိရှိတွေ့တွေ့ကလေးပါဖြူဖွေးသောအင်းကြီးကလေးမှာနေရဲသောသွေးများ စုံထင်းစေကတ်လို့နူးညံ့ပြုံးချို့သောမောင်ပြန်နာကလေးကအေးချမ်းကျဉ်နူးရိပ်ကလေးနဲ့မောင်တို့ဘယ်တော့မှမခွဲခြင်းတော့လို့မကြာခဏရေရွတ်တက်ခဲ့တယ်။မောင်နှခမ်းလေးမှာအပြုံးတစခိုတွဲလျက်သွေးသံရဲရဲကြားကတော့မောင်ပြန်နာကလေးသိမ့်လှခဲ့တာပါ။အဲ့ဒီတုန်းကမောင်သေပန်းပွင့်ခဲ့သည်ပဲ။အခုလိုပူပြက်လုံးဝသောပုံသဏ္ဍာန်ကြီးမှာမဲနဲ့ရှည်လျားသော အမွှေးအမင်းများနေရဲစုပြင်သောမျက်လုံးကြီးများရှေးလျားကျေပြန့်သောရှာရှည်ကြီးတန်းလန့်နှင့်တွားကျဲကျဲရှည်မျိုးမျိုးကြီးများတကူးလုံးကန်းခွန်ရနဲ့တွင်ပွေပြန့်လျက်နာနာဘာဝတကောင်ဟာမောင်ဖြစ်နေပြီလားတွားတော့တွားဆက်ပါတွားဆက်မှာတော့မောင်ရင်ကြောက်တယ်မိကြောက်တယ်သူမတတိကင်းလို့ပတ်တဲ့ကြောင်ညွန်လာပြန်သည် ောင်သိဆုံးခါစတော့ကသူမတတိလိမေ့မျောသွားခဲ့သည်သူမကိုသိချစ်ရှာတော့မှသူမအလိုကိုအမြင်လိုက်ရောခဲ့တော့မောင်ကိုသူမဘလို့မှအဆုံးရှုံးမခံရခဲ့ပါသူမမျက်စိရှိမှမောင်ဝိညာဉ်လွင့်ဆုံးသွားခဲ့တာမို့အဲ့ဒီမြင်ကွင်းကသူမကိုလာပေါင်းများစွာခြောက်လန့်နေခဲ့သည်မောင်တို့ခြံထဲမှာမောင်နဲ့သူမငိမ့်ချမ်းယူရှင်းစွာတူးနှစ်တူးနှွဲ့မီခိုတွယ်လျက် ချက်စကားတွေပြုံးထင်ရကနေပြုံးဆိုသူမကအစတင်ဖောက်ခဲ့တာတပင်လုံးဖြူလျတော့အပွင့်ကလေးများဝင်နေတော့ကန်းကုန်ပင်ထိတ်မှကန်းကုန်များကိုအစမတန်လိုချင်နေသောစိတ်သည်အဲ့ဒီယုံကတာမင်မဟုတ်ပါရဲ့လားတစုံတစ်ခုသောဝိညာဉ်ဝင်ပူးနေခဲ့သည်လားဟုနောင်တွင်သူမအမြင်ပြန်တွေးမိသောမိခွန်းတစ်ခုလည်းဖြစ်၏မောင်တစ်ပင်မတက်တက်တာကိုလည်း ူမသိရတာနဲ့အပြင်းအထန်မောင်ကိုတစ်ပင်ပေါ်တက်ခိုင်းမိခဲ့တာပါပဲဟုတ်မှာပါအဲ့ဒီအချိန်ကမောင်နှိပ်ပြကိုချွေလို့တော့မကောင်းဆိုးဝါးဝိညာဉ်တစ်ခုသူမထံဝင်ပူးခဲ့တာပဲဖြစ်မိမောင်မတစ်ပင်မတက်တက်တာပဲမှိလေးရမောင်ဈေးမှာတော့ဝယ်ပေးပါမယ်လေကွာနော်ဟုတ်မောင်တောင်းပန်နေတာကိုသူမအပြင်းထန်စိတ်ကောက်ပြခဲ့သည်ငါလိုချင်နေဆိုရင်မောင်ဘာမဆိုလုပ်ရဲတဲ့ဆိုတစ်ပင်လေးတောင်မတက်ရဲတဲ့မောင်ကို ငါဘလို့လို့အားကိုးရမှာတော့ပြောစမ်းပါဟုသူမမေးလိုက်စင်မာတော့မောင်ညံ့နာနေရဲသွားပြီတစ်ပင်တက်ဖို့ကြိုးစားတော့တယ်မောင်စိတ်ရမ်းဆောင်နေလို့ပဲလားမသိအောင်းဩစရာကောင်းလောက်အောင်မင်းတစ်ပင်ထိတ်ထိတ်တက်သွားနိုင်ခဲ့သည်ခန်းတော်ဘက်နေတပွေးတပိုက်နဲ့ပေါင်သူစီငုံကြည့်ပြီးပြုံးအပြမာတော့အောင်းဩစရာကောင်းတော့စိုးရင်စိတ်တစ်ခုရုတ်ချင်းသူမရင်ထဲဝင်ရောက်လာခဲ့သည်မောင်ပြန်စင်းခဲ့တော့သူမ ထိတ်လန့်တကြားအော်လို့မဆုံးခင်မှာမြင့်မားသောကန်းကော်ပင်ထိတ်မှလွင်ဝဲကျလာသောမောက်ဖြူဖြူအရေးကလေးကကန်းကော်ဝင်လေးတစ်ဝင်းလိုဖြူလွှားလျင်မောင်းဟုသူမှချူးချူးရှာရှာအော်ဟစ်ပြီးမောင်းကိုလှမ်းဖမ်းဖို့ကြိုးစားမိခြင်းကတော့ရိုးသွတ်သွားခြင်းဖြစ်သည်သူမှမျက်လုံးစုံမိတ်ထားမိပြီပြန်ဖွင့်မှာတော့ကန်းကော်ပင်ဖြူကလေးများကျဲပြန့်မှွေထုံသောမျက်ခင်းစိမ့်စိမ့်ပေါ်မှာ ဖြူလျရသောနောက်ခံမှာနေရသည့်တွေးများဆုံးထင်းနေသောဝိညာဉ်လွတ်နေပြီးသည့်မောင်မျက်နှာပြုံးပြုံးကလေးကိုသူမတွေ့ခဲ့ရသည်နောက်ဆုံးချိန်ထိမောင်သူမကိုပြုံးပြမျက်နှိုးခဲ့တာပါလားအဲ့ဒီအပြုံးကလေးကပဲသူမကိုအိမ်မဆိုးများစွာပြေးခဲ့ပါသည်မောင်ဝိညာဉ်ဟာသူမစီအလဲရောက်လာခဲ့မလဲဟုသူမအစွဲလန်းကြည့်တတ်ခဲ့သည်မောင်သူမကို ဘာစကားတခုမှမပြောခဲ့မနှုတ်ဆက်ခဲ့ဘူးမဟုတ်လားတစုံတစ်ခုပြောခါနေတိုင်းပြုံးလို့ရှိတတ်သောမောက်နှက်ခမ်းလေးရဲ့နောက်ွယ်မှာသူ့မအတွင်စကားတခုရှိနေမှာသိကြသည်အဲ့ဒါဟာဘာများဖြစ်နေမှာပါလဲတနှစ်လုံးလုံးအဲ့ဒီမိကောင်ကသူ့မကို၆နှစ်ခဲ့သည်မောင်တို့မခွဲချင်းတော်လို့များမောင်တန်းတန်းငယ်ငယ်ပြောလိုက်ဖို့လားမောင်နောက်လိုက်ခဲ့ပါလားမိလေးရေဟုလှမ်းပြောဖို့များလား မိစီမောင်းလာခဲ့မယ်ဟုကြိုတင်သတိပေးဖို့များလားတခုခုတော့ရှိနေမှာပါနော်။အိုးအဲ့ဒီကလေးကသူမမောင်းကိုညှော်လင့်ခဲ့ပေမဲ့မောင်းကိုအခုလိုမကောင်းဆိုးဝါးတကောင်အဖြစ်သူမမတွေးခဲ့ဘူးပါ။ကြည်စမ်းဘလောက်ယူမိုက်တဲ့အတွေးပါလဲ။တေဆုံသွားပြီးဘဝချနေပြီဖြစ်တဲ့မောင်းကိုသူမမိုက်မိုက်မဲမဲတစ္ဆာကြည်ကြည်နဲ့စောင့်မျှော်ဆွဲလန်းနေခဲ့မိတာ။ မောင်ဟာအရင်ကလိုနူးညံ့တိမ်မွေ့ကျင်နာတတ်တဲ့လူငယ်လေးတယောက်မှမဟုတ်နိုင်တော့ပဲသူမကိုပြလွင်မတက်တုံ့လှုပ်စေသောခြောက်ခြားများနဲ့အတူသူမကိုအလုံးတရာကြောက်ရွံ့မိုးဝေစေသောကန့်ကွက်ရနံများကိုတင်ဆောင်လာသည့်ဝိညာဉ်တစ်ခုသာဖြစ်တော်သည်နော်ခုချိန်ထိသူမအသက်ရှင်နေနိုင်တာကကံကောင်းလို့၍သို့မဟုတ် ဖះစာတွေစုနိုင်လုံး၍နှုတ်မို့ဆိုမောင်ရဲ့ဆုရှအေးဆက်သောလက်ချောင်းကြီးများရဲ့အောက်မှာသူမလေချောင်းတစ်ခုလုံးစိစိညံ့ညံ့ကြေမွားနှင်ပြီးဖြစ်နေတော့မည်။အိုးမိစိတ်မကောင်းပါဘူးမောင်ရဲ့။မောင်သွားပါတော့။ နှိစီပဲတော့မှမလာပါနဲ့တော့မောင်ကိုမိမေးပြစ်လိုက်တော့မယ်ဘုံပြစ်လိုက်တော့မယ်မိဘဝမှာမောင်ဆိုတာမရှိစေရတော့ဘူးမရှိတော့ဘူးမောင်တည်ခဲ့ပြီးပြီမိချစ်သူအစ်စ်ထားလိုက်တော့မယ်အရင်ကမောင်လိုနူးညံ့ဖြူစင်ပြီးကျင်နာမျက်နှိုးတတ်တဲ့ကောင်းလေးတယောက်ရဲ့အချစ်ကိုမိလက်ခံလိုက်တော့မယ်မိဘဝမှာမောင်ဆိုတာဘယ်တော့မှရှင်သန်မလာနိုင်တော့ဘူး ါတည်ကြပါရဲ့ကွယ်သူမချစ်သူအစ်စ်ထားလိုက်တော့မည်ဆိုလျင်မောင်နာကျင်နေတော့မှလားအိုးမိုက်မဲပြန်ပြီမောင်ကသူမကိုဘလို့မြင်နိုင်တော့မှလဲမောင်တည်ဆုံးသွားခဲ့ပြီပင်သူမစီဘယ်တော့မှပြန်မလာနိုင်တော့ဘူးမောင်ဝင်ညင်ဆိုတာလဲသူမအခန်းထဲမဝင်နိုင်တော့အောင်အခန်းတွင်းမှာတန်ဃာတော်များနဲ့ပေးရွတ်ပြည့်ရမည်ပြီးတော့ မကောင်းဆိုးဝါးမဝင်နိုင်အောင်ပျက်ရည်ရည်များအခန်းပတ်လည်မှာပျက်ပြန်းရမည်ဒါဆိုရင်တော့မောင်ဝင်းရင်နဲ့သူမရဲ့အကြမ်းမှာကြီးမားသောတိုင်းတစ်ခုခြားသွားတော့မှာပေါ့နော်စိတ်မကောင်းပါဘူးမောင်ရင်မိရဲ့ဘဝကိုမိုင်မဲသောတစ္ဆာတရားဆိုသည့်အရာချင်းနဲ့အတိတ်ပဲမဲ့မကုံဆုံးစေတော့ဘူးမောင်ကိုတစ္ဆာမထားနိုင်တော့သည့်မိကိုမောင်ကလည်းမုန်းလိုက်တော့နော်မိနဲ့မောင်ဘဝချားနေပြီပဲ အခုအချိန်မှာသူမ၏အသိဉာဏ်များလင်းလက်ခဲ့ပြီဟုသူမထင်သည် ထိုစမှာမိဖွယ်များလည်းရုတ်ချင်းလင်းလက်လာခဲ့သည်။အိုးငါးနာရီထိုးသွားပြီပေါ့မိမိနိုးလာခဲ့ပြီပင်သူမအခန်းထဲဖြာကျလာတော့အလင်းရိတ်ကလေးမှတဆင်ခုနကအရေးကြီးစီကိုအာတင်ပြီးသူမကြည့်လိုက်၏။အိုးအရေးကြီးရှိနေသေးပါပဲလား။ဟော လှုပ်ရှားသံတစ်ခုကြားရသည်ခြေတံတရှက်ရှက်သူမအကြောင်းအနှဲငယ်ပြေလာခဲ့တော့လေငုတ်တုတ်ကြီးထိုင်ကြည့်နေသလိုရှိတော့အရေးကြီးကိုသူမတန်တရားဖြစ်လာတယ်။သူမအာအင်များစူစီပြီးမမေဟုကျုံးအောင်ပြလိုက်၏။သူမမမှတ်မိတော့ဒစိမ့်တယောက်ဤအတန်မျိုးဖြင့်စူးကျဲအကွဲသောအတန်ကြီးတစ်ခုသူမအခန်းတွင်ဟိမ့်သွားသည်။မမေထူးတဲ့နှင့်အတူ အခဲတကားဆွဲဖွင့်တဲ့မေမေပြေးလာသောခြေတံများအကြားမှာသူမပြုတ်ခွေကျသွားခဲ့သည်တမီတမီငယ်မီမီဘာဖြစ်တာလဲမီမီဖွင့်ပါမေမေသူမအလွန်တရာတိုးတိတ်နေသောအတန်ဖြင့်အော်ဟစ်လိုက်သည်သူမတကူလုံးချွေးများဖြင့်စေးထန်းအေးဆက်နေခဲ့သည်မေမေရင်ငွေဖြင့်အနှဲငယ်ရွေးထွေးလုံးကြုံလာသလိုရှိပြီးမေမေလက်များကိုတင်းတင်းကြပ်ကြပ်ဆုပ်ညက်ထားလိုက်၏ မင်းဖွင့်လိုက်လျင်တော့အဲ့ဒီပူပြက်ပြက်ဝိုင်းဝိုင်းအရေးကြီးပြက်ကွဲသွားတော့မှာပါနော်အေးအေးသမီးခဏခဏလေးမင်းမပြန်လဲထွက်ခွာသွားတဲ့ပြီးနောက်တတ်ထုပစ္စည်းတစ်ခုခုကိုခလုတ်တိုက်ပြိုလဲသွားတဲ့မင်းမညီညူတဲ့တဲ့တဲ့အကြာမှာတခန်းလုံးမိများထိမ့်ထိမ့်လင်းသွားခဲ့သည်သမီးသမီးလေးမိမျိုးလုံးဖွင့်စမ်းဘာဖြစ်လဲသမီးအိမ်မဆိုးတွေမပြန်မီလားမိလေး မမေးရင်ဝင်မှာမျက်နှာအပ်ပြီးခုနအရင်မမေးကြီးရှိရာကို သူ့မခိုးကြည့်လိုက်သည်ဟင်ပူပူပြက်ပြက်ဝုန်းဝိုင်းသောအရေးကြီးအဖြစ်သူ့မအညာလုံးကြောက်လန့်ခဲ့သောမဝင့်ညင်တစ်ခုအဖြစ်ထင်ခဲ့သောအမွှေးအမြင်ရှိရှိများနီနီရဲရဲမြုပ်ဝန်းကြီးများရှင်လျားကျေပြားသောရှာရှိရှိကြီးများတွားကျဲကျဲရှိရှိကြီးများဖြင့်ဖွဲ့စည်းထားမည်ဟုထင်ခဲ့သော အမောင်ထဲမှာအရေးကြီးတယ်။တကယ်တော့ရေပုံးနေနေကြီးတစ်ခုပါလား။သူမဘုံကနေမိမိရင်ဝင်မှခုံထားလိုက်ပြီ။အဲ့ဒါကြီးဘာလို့တမီးအခန်းထဲရောက်နေတာလဲမိမိ။တအံ့တော်မေးလိုက်စင်မိမိကနားမလဲသွားငေးကြည့်နေပြီးမှသူမစပင်များကိုတက်ပေးလိုက်ရင်ညာကတမီးအိပ်ပျော်သွားလို့မနဲ့မှာပဲပန်းအိုးလဲပါစေတော့ဆိုပြီးမိမိလာတင်ထားတာပါတမီးရဲ့ မနေ့ညကမောင်ဖုံးတို့အင်းကကန်းငော်ရီလာပို့လို့တမီပန်းဦးထိုးရအောင်မေမေဘုံထဲမှာရင်နဲ့စိန်ပြီးလာထားရတာတမီတမီအိတ်ရလို့ရင်ကန်းငော်နဲ့လည်းမှွေးပြီးတမီပျော်သွားအောင်လို့ပါဘာဖြစ်လို့လဲဟဲ့အင်းပြင်းပြင်းထန်ထန်ဖြက်အရက်ခံလာရသလိုသူမရိုင်ချိသွားရလေနှလုံးကလေချောင်းဝါအထိတက်ဆူလာသလိုနင်းသွားရသည်ဖြစ်ရလေမောင်ရင် သူမကရင်ပေါ်မှဖြင်းညင်းသွားရှောဆင်းလိုက်ပြီးနောက်ဘုံမိနေကြီးစီတိုးကတ်သွား၏ပြီးတော့မကောင်းဆိုးဝါးတစ်ခုရှိနေသလိုဘုံခဲကိုလှမ်းအကြည့်မှဖြူဖေးလွသောကန့်ကော်ပန်းကလေးများကရနဲ့စူးပြန့်စွာပင်ပွေလျက်ငိမ်သက်တိတ်ဆိတ်စွာသူမကိုမော့ကြည့်နေခဲ့ကြသည်စိုးရင်ကြောက်ရွံ့ခဲ့သောအမွှေးထူထူကြီးရုတ်ချင်းကွာကြသွားခဲ့သော သူမအိမ်နှလုံးသားသည်အလွန်တရာမှငြိမ်သက်အေးဆေးသွားခဲ့ပြီဖြစ်၏ဒီပန်းတွင်လှုံ့ပြစ်လိုက်ပါတော့မင်းမင်းတပိမကြိုက်တော့ဘူးမင်းမင်းကိုလှဲ့ကြည့်ပြုံးပြပြီးခတ်တိုးတိုးရေရွတ်လိုက်သည်မောင်ပေါ်အစွဲလန်းမြင်မစွာတစ္ဆာကြည့်ခဲ့သောသူမကိုမင်းမင်းနားမလဲဖြစ်နေမှာတေးကြသည်မောင်နှင့်သူမ၏ဘဝမှာအကြီးမားဆုံးစိတ်ပိုင်းဖြစ်ခဲ့သောခန်းခေါ်ပန်းတွေကို သူမမကြိုက်တော့ဘူးတဲ့လေသူမကိုတစ္ဆာမဲ့ပြီးဟုဘသူတွေညူစုခဲ့ရလိုက်ကြမြင်လေတစ်နှစ်ကျော်မောင်ရိပ်ကြီးစိုးလွှမ်းမှုခံခဲ့ရတော့သူမနှလုံးသားတွင်အလင်းရိပ်တစားဖျားကျခဲ့တာကိုတော့ဘသူမှမြင်နိုင်မြော့မိမထင်ပါထို့နောက်မှာတော့ဟင်းကနေတပြင်းချလိုက်တယ်လို့အတန်တိုးတဲ့တဲ့တစ်ခုကိုကြားလိုက်တယ်လို့ရှိပြီးအယားယာသည် ငြိမ်သက်တိတ်ဆိတ်သွားခဲ့တော့သည်နားဆင်ပြတာကျေးဇူးတင်ပါတယ်ရှင်။အခုဖတ်ပြခဲ့တာကတော့ဆရာမလုံထထရေးသားခဲ့တဲ့တစ္ဆာလောင်းရေးဆိုတဲ့ဝတ်ထုဖြစ်ပါတယ်ရှင်။အမှတ်131 ဇန်နဝါရီလ1992ခုပေဖူးလာမဂ္ဂင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေသိအော်ဒီဘုတ် channel ကိုလိုက်ရန် subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ကျမစိတ်နေပါ။